မင်္ဂလာပါဒီတပတ် Women's and Children's Hour အစီအစဉ်မှာစိတ်မကောင်းစရာအကြောင်းအရာနဲ့ပဲဆွေးနွေးရမှာ ဖြစ်ပါတယ်အဲ့ဒီဟာကတော့စကိုင်းတိုင်းဒေသကြီးတပရင်းမြို့နယ်တွေကအုတ်တင်ရွာစာတင်ကြောင်းဘုံကျဲခံရတဲ့အမှုမှာတယ်ဒီဘုံကျဲမှုမှာကလေးတငယ်တွေများကြီးပဲဆုံးပါသွားခဲ့ရတယ်ဒဏ်ရာရတဲ့လူတွေလည်းအများကြီးပဲရှိခဲ့တယ်အဲ့တော့ကလေးတငယ်ကြီးရ ာနာမှုဖြစ်တဲ့မော်နီကာနဲ့တွေ့ဆုံမင်းမြန်သွားမှာဖြစ်ပါတယ်မင်္ဂလာပါဆရာမမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်တို့တပည့်ရင်းအိုတင်ရွာစာတင်ကြောင်းဘုံကျဲတဲ့ဘုံကျဲခံရတဲ့ကိစ္စမှာတေဆုံးထိကြိုက်တန်ရတဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့ဝန်ကြီးဌာနအနေနဲ့နောက်ထပ်တိလာတဲ့အသေးချိအသေးစိတ်အချက်လက်တွေပြောပြပေးစေချင်ပါတယ်ခင်ဗျဒန်ရတဲ့သူတွေရဲ့အခြေအနေအရောလက်ရှိမှာ အာတိုးတက်ကောင်းမွန်လာလာပါသလားဘလို့ရှိပါလဲခင်ဗျဟုတ်ကဲ့ပါဆရာကျမတို့ဒီနေမီတာဝန်ခံပေါ့နော်ကျမတို့ရဲ့ဝန်ကြီးဌာနရဲ့နေမီတာဝန်ခံကနေပြီးတော့ကျမတို့တက်ဆင်ပေါ့နော်သတင်းချက်လက်ရယူတာတွေကျမတို့လှုပ်ဆောင်နေတယ်ထောက်ပံ့တာတွေကျမတို့လှုပ်ဆောင်ပေးနေတဲ့အခါမှာလောလောဆယ်မှာကျမတို့ရထားတဲ့သတင်းရဆိုလို့ရှိရင်သိဆုံးပေါ့နော်ဟိုဒီဘုံတန်ကြောင့်သိဆုံးသွားတဲ့ကလေးငယ်ပေါင်းအလုံး24ဦးရှိတယ် အဲထပ်ပြီးတော့ကျမတို့စေကုသနေရတဲ့ကလေးတွေကရာနဲ့ချီရှိပါတယ်ပေါ့နော်ဆိုတော့ဒါကျမတို့နောက်ဆုံးရရှိထားတဲ့တဲ့င်းမှာဟုတ်ကဲ့ဒီသေဆုံးဒဏ်ရတဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဟောငွေကြေးထောက်ပံ့မှုတွေလုပ်ပေးနိုင်ပါသလားခင်ဗျာနော်ဆယ်ကျမတို့ဒီဟိုပေါ့နော်အဲသေဆုံးတဲ့ကလေးတွေရဲ့မိသားစုဝင်တွေကိုကျမတို့နှစ်သိမ့် အဲအပေးတဲ့စာနဲ့တကွာပေါ့နော်ကျမတို့ငွေကြေးထောက်ပံ့မှုကိုလည်းကျမတို့လုပ်ထားပါဗျ။အဲနောက်ပြီးတော့ဒီခုနစေကူတာမှုခံယူရတဲ့ကလေးတွေထဲမှာပြင်ထန်ပြီးတော့ဟိုပေါ့နော်စေကူတာနေရမယ့်ကလေးတွေကိုကျမတို့ဆက်လက်ပြီးတော့ပံ့ပိုးသွားဖို့အစီအစဉ်နေလည်းရှိပါတယ်ဆရာဟုတ်ဒီဒေတာမှာစကောက်စီကအင်တာနက်ဖြတ်ထားတာအဲ့ဒီခါကျတော့ဆက်သွယ်ရေးဒီဝင်ကြီးဌာနအနေနဲ့မြေပြင်နဲ့ဆက်သွယ်ရတဲ့အခါမှာဆက်သွယ်ရေးအခက်အခဲတွေ ဟန်တားတွေကြီးသလားခင်ဗျအော်အများကြီးရှိတာပေါ့ဆရာလောလောဆယ်ပေါ့နော်ကျမတို့အာဒီနေမီတာဝန်ခံနေရာဆိုလို့ရှိရင်ဒီခုနလိုပေါ့ကျမတို့အစဉ်ပြေတဲ့နေရာအထိပေါ့နော်အဲသူတို့သွားပြီးတော့ကျမတို့နဲ့ချိတ်ဆက်ဆောင်ရွက်ရတဲ့ဒီရှိပါတယ်ဆရာဒါတော့ဟိုကျမတို့ဒီခုနဒီဒေတာတွေမှာငိုကလေးကဟာဖုန်းလိုင်းနေပေါ့နော်ဖြတ်တောက်ခံရတာတွေရောတို့အင်တာနက်ဖြတ်တောက်ခံရတာတွေအများကြီးပေါ့နော်အဓိကအတွက်ကြောင့်ကျတော့လည်းအစဉ်ပြေတဲ့ အဆင်ပြေအောင်ပေါ့နော်ကျွန်တော်တို့ဒီချိတ်ဆက်လှုပ်ဆောင်တဲ့အခါမှာတယောက်နဲ့တယောက်ချိတ်ဆက်မပြတ်သွားအောင်ကျွန်တော်တို့အမြဲတမ်းအဆင်ပြေတဲ့နီလန်းတစ်ခုအမြဲတမ်းရှာဖွေပြီးတော့ကျွန်တော်တို့လုပ်နေကြရတယ်ပေါ့နော်ဒါကြောင့်မလို့ဟိုချိတ်ဆက်လှုပ်ဆောင်မှုမှာအရင်ကဆိုရင်တော့အမြဲတမ်း online ပေါ်မှာရှိချင်းရှိမယ်ဒီခုကတော့ဒီကကျွန်တော်တို့ချိန်ချက်ထားတဲ့အချိန်တခုကိုယူပြီးတော့အဆောင်ရွက်ရတာမျိုးတွေတော့ရှိပါတယ်လို့ဟုတ်စစ်ကောင်စီကဒီစာတင်ကြောင်းကိုဘုံကျဲမှုဖြစ်ပြီးတဲ့နောက်မှာ ဒါနဲ့ပတ်သက်ပြီးတော့တည်င်းတူတည်င်းမာတွေအများကြီးတိုက်ခိုက်တာတွေလုပ်တယ်အဲ့တော့ဟိုတချိန်မှာသူတို့ကိုဟိုတရားဆွဲဆိုနိုင်ကြီးဆိုတဲ့ဟာကအထောက်ထားတွေအေအများကြီးလုပ်မယ်အဲဗီဒီယိုတို့တပ်ပုံတို့ပေါ့အဲ့တော့ဟိုဒီဝင်ကြီးဌာနအနေနဲ့ရောကလေးတငယ်တွေထိခိုက်မှုတွေသေဆုံးမှုတွေဒါတွေအကုန်လုံးမှတ်တမ်းမှတ်ရာတွေရယူနိုင်ခြင်းရှိပါသလားခင်ဗျဟုတ်ကဲ့ဆရာကျွန်တော်တို့အဲဒီခုနထောက်ပံ့ညာတွေပေးရင်းနဲ့ကျွန်တော်တို့ကလေးတွေကိုပေါ့နော် အမေမြန်ထားလေးတွေရှိပါတယ်ကျမတို့ဗီဒီယိုဖိုင် record လေးတွေရှိပါတယ်ဒါအပြင်ကိုခုနတည်ဆုံသွားတဲ့မိသားစုဝင်တွေရဲ့မိဘများနဲ့တွေ့ဆုံပြီးတော့သူတို့ကိုကျမတို့ပေါ့နော်ဟိုနှစ်သိပ်အားပေးရင်းနဲ့သူတို့ပြောပြတဲ့အဖြစ်အပျက်လေးတွေကိုကျမတို့နားထောင်ထားတယ်ကျမတို့ record တွေယူထားပါတယ်လို့ဟုတ်ဟုတ်ကဲ့ဒီစာတင်ကြောင်းဘုံကျဲခံရပြီးတဲ့နောက်မှာဒီနာအနီးတဝိုက်ပေါ့နော်တခြားသောမြို့တွေမှာလည်းစာတင်ကြောင်းတွေဒီအမျိုးသားညီညွတ်ဆိုရကလက်ပတ်နေတဲ့စာတင်ကြောင်းတွေပေါ့လေ ရန်နာထားရတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တခြားပြောပြနိုင်တာမျိုးရှိပါလားခင်ဗျာ။ဟုတ်ပါတယ်ဆရာလောလောဆယ်ပေါ့နော်။ကျမတို့ကကလေးတွေကဒါတော်လိုင်းရင်းစာတင်ကြရတဲ့အနေထားပါ။ကျမတို့ဒီတကယ်ကိုမှမြန်မာပြည်မှာရှိနေတဲ့ကလေးတွေနော်ဒီခုနကဒီပတိပိခရဲမှာကျမတို့စာတင်ရတဲ့ခါမှာဒါတကယ်ကိုမှအစဉ်ပြေတဲ့အချိန်ကိုကျတော့ရုပ်ရလောက်ရတယ်ပေါ့နော်။ချုပ်မေးပါတယ်ဒါအကြောင်းဖြစ်လာတဲ့အချိန်သားပေါ့။ ကျွန်တော်တို့မှာကလေးတွေကဒီလိုကာလမှာဒီစစ်ဖြစ်နေတယ်လို့ပဲပြောကြပါစို့အဲ့ဒီလိုမျိုးစစ်ဆောင်ရင်းနဲ့စာသင်ရတဲ့ကလေးတွေဒီချိန်ဒီမှာကျမတို့ကဒီချိန်ကြောင်းဖွင့်နေဟိုအချိန်ကြောင်းဖွင့်နေဆိုတာမရှိဘူးပေါ့နော်ဆိုတော့အာကျမတို့အဆင်ပြေတဲ့အချိန်ကလေးတွေတွေ့တယ်မှာဒီတော်လန်ရင်းနဲ့စာသင်တာတွေနောက်နောက်ကြတာတွေမဖြစ်ရလေအောင်ပေါ့နော်ကျမတို့ရတဲ့အချိန်မှာအဆင်ပြေအောင်လုပ်ပြီးတော့သင်နေကြတာဖြစ်တယ်အခု နားထားတယ်ဆိုတာလေဒါဒါတရားဝင်ထုတ်ပြန်ထားတာဖြစ်ပါတယ်ဗောနော်အခုလောလောဆယ်မှာကျွန်တော်တို့ဒီပညာရေးဝန်ကြီးဌာနနေပြီးတော့ထုတ်ပြန်ထားတဲ့အစာရဆိုရင်เนาะကျွန်တော်တို့အားလုံးပဲအခလေးတွေကိုဒီအချိန်မှာဒီခုနလေးချောင်းတိုက်ခိုက်မှုတွေကအရန်ကိုမှဒီစက္ကဆာရဲ့เนาะဒီခုနအချောင်းနေပေါ်တောင်တကတ်ထားပြီးလှုပ်လာတဲ့ဟာတွေအများကြီးဖြစ်လာတဲ့အတွက်ကျွန်တော်တို့ဒါတွေကိုရည်နှန်းထားပါတယ်လို့ဟုတ်အဲ့လိုသိထားပါဆရာအမျိုးသမီးလူငယ်နဲ့ကလေးငယ်ကြီးရဝန်ကြီးဌာနအနေနဲ့ နော်ဒီကလေးတငယ်တွေအရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာဒီလိုစစ်မဲ့ဖြစ်ပွားနေတဲ့ဒေသတွေမှာလှုပ်ဆောင်မှုတွေကဘာတွေဘာတွေများလဲခင်ဗျကျမတို့အခုဆိုလို့ရှင်ပေါ့ဒါဟိုကျွန်တော်ဒီ2022ခရေရပေါ့နော်ကျွန်တော်လှုပ်ဆောင်နေတဲ့အရာတစ်ခုကဘာလဲဆိုတော့လက်နက်ကင်ပฏิပက္ခအခြေအနေတွေမှာကလေးတွေကထိခိုက်မှုအများဆုံးဖြစ်တယ် ဒါကိုလည်းအားလုံးကနားလည်ထားတယ်ဒါအပြင်ကို ကျမတို့ကနိုင်ငံတကာနိုင်ငံတကာစံညိန်စံညွန်းနဲ့ကျမတို့ဒီခုနလှုပ်ဆောင်အောင်မှာဖြစ်တယ်ပေါ့နော်ဒီကာကွယ်ရေးဆိုလဲကာကွယ်ရေးအလျောက်ပေါ့နော်ဘယ်အလုပ်ပဲလုပ်လို့ကျမတို့ကအစိုးရဝန်ကြီးဌာနတွေဖြစ်လာပြီဆိုရင်ခုနနိုင်ငံတကာစံညိန်စံညွန်းအတိုင်းကျတော့လုပ်အောင်မှာဖြစ်တယ်အဲ့တော့ကျမတို့ကဒီအတိုင်းလုပ်နိုင်ဖို့ကိုကျမတို့ဝန်ကြီးဌာနအနေနဲ့ ਆ ပေါ့နော်စူးစမ်းပြီးတော့ ဒီဟိုဘောချိတ်ဆက်ဆောင်ရွက်တာတွေကျွန်တော်လုပ်ပေးရတယ်ပေါ့နော်ဝန်ကြီးဌာနတွေအခြားဝန်ကြီးဌာနတွေဥမာပညာပညာရေးဝန်ကြီးဌာနနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့ကလေးတွေရဲ့လုံခြုံရေးကလေးတွေရဲ့ခုနလိုဟိုဘောဟိုသူတို့ကာကွယ်ပေးရေးကဏ္ဍတွေမှာကျွန်တော်ပါဝင်ဆွေးနွေးပေးတာရှိတယ်ဥမာကျောင်းနေမှာဆိုလို့ရှိရင်ကျောင်းနေရဲ့အာခုနလိုပေါ့သူတို့မှာရှိတင်ရှိထိုင်ရမယ်ဟိုပေါ့နော်ကလေးတွေကိုကာကွယ်ပေးထားတဲ့အကာအကွယ်ပေးရေးရှိသလားဆိုတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကတော့ကျမတို့ခုနအခုနောက်ပိုင်းဆိုလို့ရှိရင်လေဒီခုနကျောင်းနေမှာဒီဒီလေကျောင်းနဲ့ ဒီဘုံတံကိုပေါ့နော်ခံနိုင်တဲ့နော်ဒီလေ့ကျင့်မှုမျိုးပေါ့နော်ရော့တိခိုက်မှုနည်းပေါင်းအောင်လေ့ကျင့်မှုမျိုးတွေလှုပ်ဆောင်တဲ့ဟာမျိုးတွေကိုလည်းကျမတို့ကထည့်ပြီးတော့အကြံပေးတာမျိုးတွေကျမတို့ဆွေးနွေးပေးတာမျိုးတွေအလုတ်ဆောင်ပေးရတယ်ပေါ့နော်ဒါကဒီချက်ပါနောက်ကကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်းခုနလက်နက်ကင်ပဋိပက္ခအခြေအနေတွင်မှာခလေးတွေပေါ်ကိုကြီးမားတဲ့ချိုးဖောက်မှု6ရက်ကို မကျူးလွန်ဖို့ပေါ့နော်ကျမတို့ဘက်ကနေရောနော်ဒါအာကောင်းဆုံးပေါ့နော်ကျမလုတ်ဆောင်တဲ့အခါမှာတက်နိုင်သမျှခလေးတွေပေါ်ကို ထိခိုက်မှုအ ਨੇ ဆုံးပေါ့နော်ထိခိုက်မှုမရှိအောင်ခုနနိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီလှုပ်ဆောင်ဖို့ကျွန်တော်တို့ဒီဂရိကဝတ်တွေကျွန်တော်တို့လှုပ်ဖို့ပေါ့နော်ကျွန်တော်တို့တိုက်တွန်းရတယ်ပြောဆိုရတယ်ပေါ့နော်အဲ့တော့အဲ့ဒါအခုဆိုရင်တော့ဒီကျွန်တော်တို့ဘက်ကဟိုအကုန်လုံးလုံးဆုံးပပပျောက်နေတာလားမရှိဘူးလားလို့မင်းရင်ဒါကျွန်တော်တို့အနေနဲ့လည်းရှင်းရှင်းပြောရင်တော့ကျွန်တော်တို့အများကြီးစ조사ထားရတယ်ပေါ့ပြောရမယ်ဆိုရင်တော့နော်ဟိုဝန်ကြီးဌာနတွေမှာဒါတွေကိုလိုက်နာဖို့ပေါ့နော်ဒါတွေကို ဟိုပေါ့ဒီဒီကလေးတွေပေါ်မှာကျွလွန်တဲ့ကိစ္စရတီမရှိဖို့ကျွန်တော်အများကြီးအာဟိုပေါ့အာတတိပေးလှုပ်ဆောင်နေတာဟုတ်တယ်ပေါ့နော်တစ်ဖက်မှာကတော့ဒါကိုလုံးဝတတိပေးလှုပ်ဆောင်တာမျိုးကျွန်တော်မတွေ့ဘူးပေါ့နော်တတိပေါ်ရရလာတိရောတိရလာဆိုရယ်မိကုံမျိုးကျွန်မခေါင်းထဲမှာရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးဟိုကျောင်းဒါကျောင်းတွေကိုတိုက်ခိုက်တယ်ဆိုတာကဒါနိုင်ငံတကာကချမှတ်ထားတဲ့စံချိန်စံညို့ကိုကောင်းကောင်းကြီးချိုးဖောက်လိုက်တာဖြစ်တယ်ပေါ့နော် ဆိုတော့ချိုးဖောက်နေတာဖြစ်တယ်။အဲ့ကလေးတွေကိုဒီလက်နက်ကင်ပဋိခပခအတွင်းမှာထိခိုက်ဒဏ်ရာရအောင်ကိုလက်အင်ကဆုံရှုံအောင်လုပ်တာကလည်းအဲ့ဒါအချက်၆ချက်တည်းကတစ်ချက်အပါဝင်ဖြစ်တယ်ပေါ့နော်။ဆိုတော့ကျမတို့ဒီဟိုပေါ့နော်ကျမတို့ဘက်ကအကောင်းဆုံးเนาะကျမတို့ဒီခုနတော်လန်ရေးဘက်တော်သားတွေကအကောင်းဆုံးဒါကိုစ조사ပြီးတော့လှုပ်ဆောင်နေတယ်အသိပညာပေးတာတွေเนาะဒါလိုက်နာအောင်လို့ပေါ့နော်အကောင်းဆုံးလိုက်နာအောင်တော့조사နေကြတယ် တစ်ဖက်မှာအဲ့လိုရောစူးစမ်းရလားဆိုတဲ့ဟာကိုကျွန်တော်တို့မမြင်ရဘူးပေါ့နော်သူတို့ကဒီကလေးတွေပုံအမြဲတမ်းဟိုကလေးတွေဆိုတဲ့အတွေးတောင်ရှိရလားဒါဆိုရင်လူသားချင်းစာနာမှုမပြောနဲ့လူသားဆန်တဲ့စိတ်ပေါ်ရှိရလားဆိုတဲ့မေးခွန်းမျိုးကိုကျွန်မမေးမိပါတယ်ပေါ့နော်ဟုတ်โอเคကျွန်တော်တခုမေးကြမှာလေဒီအခင်းဖြစ်ပွားတဲ့နေရာလေရင်လာတဲ့အခါမှာကလေးတွေရှောင်ဖို့ဟိုပြုတ်ဖို့ဟို ဟိုစဉ်းစားခဲ့ကြတာရှိလားခင်ဗျအဲကျမတို့သိထားသလောက်ဆိုလို့ရှိရင်တော့ကလေးတွေကဒီဟာတွေကတော့ပြောထားပြီးသားပါပြောထားပါတယ်ဒါပေမဲ့ခုနပြောသလိုတကယ်တကယ်အဲရေးပေါ်ကြုံတွေ့လာတဲ့အခါကျတော့ကလေးတွေအတွက်ကဒါကိုအများကြီးစဉ်းစားနိုင်ပြီးတော့လှုပ်ဆောင်နိုင်တာတော့မရှိဘူးပေါ့နော်အဲ့လိုပဲကစင်ကလေးရပါပဲအားလုံးကကျမတို့ဒီမေးတဲ့မေးခွန်းလေးတွေမှာဆိုလို့ရှိရင်ပေါ့နော်အများကြီးကျတို့အများကြီးလှုပ်ဆောင်နိုင်တာမျိုးတော့ကျွန်တော်မတွေ့သေးပါဘူးလို့ဟုတ်ကဲ့ကျွန်တော်နောက်တစ်ခုထည့်ပြီးတော့ပြောချင်တာကတော့ ီအခြေအနေမှာကျမတို့ကအာဒီလိုမျိုးပဋိပက္ခအခြေအနေအတွင်းမှာပေါ့နော်ကျမတို့နောက်တစ်ခုပေါ့ငွေကြေးဆိုတာကဆုံရှုံသွားတဲ့အသက်တွေဆုံရှုံသွားတဲ့အစိတ်ပိုင်းနေနေရှင်ကျွန်တော်ထောက်ပံ့နိုင်နေဆိုတာတိုင်းအတိုင်းတာတည်တည်လေးပဲရှိတယ်ပေါ့နော်တကယ်တကယ်အတန်းဆုံရှုံသွားတာစိတ်ပိုင်းဆိုင်ရာတွေအများကြီးဆုံရှုံသွားတယ်ပေါ့နော်ဆိုစိတ်ပိုင်းဆိုင်ရာမှာအများကြီးဟိုထိခိုက်သွားတဲ့ကလေးတွေရှိတယ်မိသားစုတွေရှိတယ် ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ဗောနော်ကလေးတွေကိုဒီလိုပဋိပက္ခအခြေအနေအတွင်းမှာစိတ်ပိုင်းဆိုင်ရာဘယ်လိုမျိုးအားပေးရမလဲနှစ်သိမ့်ရမလဲเนาะကိုနားမှာရှိတဲ့လူကြီးမိဘအုပ်ထင်းသူတွေကနှိဆက်ဆုံးပေါ့เนาะဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ဟာတွေကပညာပေးဖို့အရန်ရည်ကြည့်ပါတယ်ပေါ့เนาะဒါလေးကိုလည်းကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားဖို့လည်းရှိပါတယ်အဲပြီးတော့ဒီခုနခန်းစားရတဲ့ကလေးတွေမှာမဟုတ်ပါဘူးဒီမိဘတွေပေါ့เนาะ ဆိုတော့သူတို့တွေကိုလည်းဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ခြေနေတစ်ခုရောက်သွားရင်တော့ကျမတို့ဘောနော်ဒါကုစားမှုတွေနော်ပြန်ပြီးတော့အဲ့ဒီအစီအစဉ်တွေကိုဆက်ပြီးတော့လှုပ်ဆောင်သွားပါမယ်လို့ဟုတ်မျိုးသားညီညွတ်ဆိုရအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနရဲ့ကလေးတငယ်ရေးရာဌာနမှုမော်နီကာဆွေးနွေးသွားတာဖြစ်ပါတယ် Women's and Children's Hour အစီအစဉ်ကိုဘတ်စင်အင်္ဂါနေ့ည9:00နာရီခွဲမှာ ရုံမြင့်တန်ကြားကနေထုတ်ပြသနေပါတယ်။စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။